ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲပြင်းထန်နေတဲ့လေးမျက်နှာမျိုးနယ်ကိုစစ်တပ်အင်အားထပ်ဖြည့်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အေယာဝတီတိုင်းကရေကြီးနဲ့လေးမျက်နှာမျိုးနယ်မှာစစ်ကောင်စီနဲ့အာရကတက်တော် AA တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကဟင်္ဒရာမျိုးဘက်ကနေအင်အားဖြည့်နေပါတယ်စစ်မှုရန်တင်နန်းစင်းတွေကိုဟင်္ဒရာတလုတ်ထော်လန်းကနေ စစ်ကားတွေနဲ့ပို့နေတာလို့ဟင်္သာရမြို့ချောင်းပြားလေးရွာဒေသခံတအုပ်ကပြောပါရယ်မနက်စောစောပိုင်းတွေစစ်ကားတွေနေတိုင်းသွားနေတယ်အမိုးတွေအုပ်ထားတယ်တောက်လျှောက်တက်နေတာလို့သူကပြောပါရယ်ချောင်းပြားလေးကြီးရွာဟာဟင်္သာရတလုံးထော်လမ်းပေးမှရှိတာပါတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲနေတယ်လို့ကားလန်းကနေလဲစစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါရယ်ရေကြီးနဲ့လေမျက်နှာမျိုးနဲ့ဇက်ကဆက်ဆက်ယိုကြီးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီး ိုဝင်ဘာလ6ရက်နေ့အထိလဲတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ပေးရှောင်တွေကပြောပါတယ်။လေးမျက်နှာမျိုးနဲ့ဟာအေရဝတီတိုင်းတဲကဟင်္ဒရာအင်ကပူရေကြည်မျိုးနယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ဟင်္ဒရာခရိုင်ခွင်းကောက်မျိုးမှာရှိတဲ့စစ်ကောင်စီတန်းမြင့်လေးတင်ကြီးကြောင့်တတကငားနဲ့လည်းမိုင်းနေငယ်သာဝေးပါတယ်။အခုရက်ပိုင်းမှာတတကငားကိုအင်အားအများပြားဖြည့်တင်းနေတယ်လို့အဲဒီကနေလက်နက်ကြီးတွေပြစ်ခတ်မှုပုံမှုများပြလာတယ်လို့သိရပါတယ်။ ကြားဖြင့်အော်တိုဘာလ29ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကစစ်တပ်သုံး spy volunteer တွေနဲ့ခင်းထောက်တာတွေတွေ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဆက်ဆက်ယူခြေရွာအပါဝင်လေးမျက်နှာမြို့နယ်တွေကစစ်တပ်စခန်းအချို့ကို AA နဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စီရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးချဖို့အတွက်အေယာဝတီတိုင်းကအရက်ဖတ်လူမှုကူညီရေးလှုပ်ဆောင်သူတွေကတောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လထဲမှာတော့ဒေသခံစစ်ရှောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကဖိအားပေးပြီးတချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်ဆင်တင်ခဲ့တာပါဒါပေမဲ့စစ်ကောင်စီတေဆုံမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့တယ်လို့လေချောင်းကနေလည်းနေ့စဉ်ညပါပုံချဲနေကြတာပေါ့တိုက်ပွဲတွေထဲမှာအထင်အနေနဲ့စစ်တပ်ကအယက်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကိုပြစ်မှတ်ထားပြီးလေချောင်းကနေတိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလေးမြနာမြို့နယ်စပြင်းကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲလို့အရက်သား24ဦးထပ်မနေသိဆုံးခဲ့ကြောင်း AYAPDF အမှတ်29ဖြူဟာကထုတ်ပြန်ထားပါတယ်။ဖြူလူတို့အပေါ်စစ်ရဇဝတ်မှုကျူးလွန်သောအကြမ်းဖက်စစ်အုပ်စုကိုအပြင်းထန်ဆုံးလက်တုပ်ပြန်သွားမယ်လို့လည်းကြေညာထားပါတယ်။ဆက်လက်ပြီးကျုံတုံးမြို့တွင်ထွက်ပြေးလာသောကြားဖြန့်ဝန်ထမ်းများကိုလက်မခံရနှင့်ညမထွက်ရညွှန်ကြားချက်တို့ကိုလိုက်နာရန် KNU ကအမိန့်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ကောကရိမြို့နယ်ကြုံတိုးမြို့တွင်ထွက်ပြေးလာသောကြားဖြန့်ဝင်နှင်းများကိုလက်မခံရနှင့်ညမထွက်ရညွှန်ကြားချက်တို့ကိုလိုက်နာရန်ကရင်အမျိုးသားအစည်းအရုံး KNU ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။အကြံဖက်စစ်အာဏာသိမ်းစစ်တပ်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသည့်ကြားဖြန့် online ငွေလိမ်လုပ်ငန်းများနှင့်လောင်ကစားလုပ်ငန်းများကိုဟန်ပြနှိမ်နှင်းမှုများစစ်တပ်ကလှုံ့ဆော်နေကြောင်းထို့ကြောင့်ရင်းတို့ကြားဖြန့်လုပ်ငန်းများထွက်ပြေးလာသောဝင်နှင်းများကိုလက်မခံရန်ကျုံတို့မျိုးအတွင်ညမထွက်ရအမိန့်အပါအဝင်ဒီတန်တရာအမိန့်များကိုထုတ်ပြန်တားမြစ်လိုက်ကြောင်းသိရပါတယ် KNU ထိန်းချုပ်နယ်လေကြုံတိုးမြို့နယ်တွင်ပြည်သူများအနေဖြင့်ည၈နာရီမှနနက်၆နာရီအတွင်ခရီးသွားလာမှုမပြုလုပ်ကြရန်ညမထွက်ရအမိန့်အပြင်ထွက်ပြေးပြောင်းရွှေ့လာသည့်ကြားဖြန့်ဝန်ထမ်းများကိုလက်ခံမထားရန်ကြုံတိုးမြို့နယ်တွင်ရှိလမ်းကြောင်းများကိုအသုံးပြုပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းများမှစွန့်ခွာလာသောနိုင်ငံသားဝန်ထမ်းများကိုရွှေ့ပြောင်းခြင်းနှင့်လက်ခံခေါ်ယူထားခြင်းမလုပ်ကြရန် KNU ၏ဒေသန္တရအမိန့်တွင်ဖော်ပြချပါသည် ထို့ပြင်ကျုံတို့မြို့နယ်အတွင်းလက်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြက်တဲနဲ့နေမြေမတည်ငြိမ်မှုအခြေအနေများကိုအခွင့်ကောင်းယူပြီးလောင်ကစားလုပ်ငန်းများမလုပ်ကြရန်လဲ KNU ကတားမြစ်ထားပါတယ်။ပြည်သူများအနေဖြင့်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများရှိလာနိုင်တဲ့ဖြင့်ဘုံခိုခြင်းများတူးထကြရန်သတိပေးနှိုးဆော်ထားပြီး KNU ကအရေးပေါ်ဖျားထမ်းထားသည့်ဒေသန္တရအမိန့်များကိုမလိုက်နာလျင်ဥပဒေလုံထုံးလုံနည်းများနဲ့အညီအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။